မင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာလူတိုင်းဟာဝီကြီးလွတ်လန်းပြီးတော့ကိုယ်ပိုင်ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ကြပါတယ်ဒါဆိုရင်ဘယ်လုပ်တွေကအဲ့လိုဘဝမျိုးဖန်တီးပေးနိုင်ပါလဲဒီနေ့မှာတော့ကဘာပေါ်မှာအမြင့်မားဆုံးလှဆန်တဲ့ဝင်ငွေကိုရရှိနေတဲ့ထိတ်ထန်အလုပ်ပိုင်း၅မျိုးအကြောင်းကိုအဲဆယ်မိနစ်တွင်ဘုဒ္ဓရာအောင်ပြောင်းပြီးပြောပါမယ် အဲ့တော့အလောက်ကရေးချိုရတော့မယ်လူငယ်တွေနဲ့ဘဝအတွက်လမ်းကြောင်းပြောင်းကျင်သူတွေဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့တိုက်တွန်းနေပါတယ်ခင်ဗျာအဲ့ဒီလောက်ကိုင်းတွေကိုလက်စားတခုလေးဒီလိုအပ်တဲ့ပညာရေးအခြေအလုံးနဲ့ပဲကြီးထွားလာမှုနဲ့လူမှုဖွဲ့စည်းပုံတက်ရောက်မှုစတဲ့စံနှုန်းတွေနဲ့ရွေးချယ်ထားတာပဲဖြစ်ပါတယ်အဲ့ဒီ level မှာကျွမ်းကျင်မှုရှိရင်ဘယ်နိုင်ငံမှမဆိုတရားဝင်ဝင်ကောင်းတဲ့လူတွေရောဖြစ်နေမှာသိကြပါတယ်အဲ့တော့နံပါတ်9နေရာမှာရှိနေတာကတော့ရင်းနှီးတဲ့သဘောဝတ္ထုအင်ဂျင်နီယာ ကဘာကြီးမှာစွန့်ရင်နေတော့နေတဲ့ကာလပလွန်ဒီလောက်ကတော့ဝင်ဝင်ကောင်းနေဦးမှာရှင်န်းလေးတဘောတံခွေထုံးလို့မူလေးဒုဖုံမှုနေစနေတယ်တော့ဒီထွင်ရတယ်အန်နေအများတဲ့အလုပ်ဖြစ်ပြီးတော့စွန့်ရင်ကတော့မလို့အဓိကကြတယ်အတူဝင်ဝင်ရတော့လေဖျက်ဖျက်လာစားအမေရိကန်ဒေါ်လာ3000ကျော်နေပြီနော်3000ကျော်ဝင်လိရှိတယ်ပေါ့နော်ဒီမှာငွေဆိုရင်455သန်းနေပြီနော်649.5သန်းအထိကျတယ်ပေါ့နော် ။နောက်နံပါတ်၄ရတော့ကုန်းကြီးတစ်ခုကိုဆောင်းလို့ကုန်းဆောင်ရဆူဆူစီးရတော့ဘောဘောအောင်မြင်တဲ့စူးဒီထဲနဲ့ဖောင်းလာတော့အဲ့သူတို့ဝင်ရတော့တက်တဲ့ချက်ရှိတယ်။သူကဘာလုပ်ရလဲဆိုတော့ခွေကြီးကိုကြည့်ကြတယ်။အဓိကဆုံးပြီးတော့ချားတယ်။အော်ဒီနေ့ညနေကစောစောင်းနေတယ်။လုံလန်းကျွတ်တဲ့ရုပ်တံတွေကလာကြတယ်ကျိုးတယ်ပေါ့။ဘုရားကိုဖျက်ဖျက်လာကြတယ်ဟောတယ်။ ဟိုဘေးကတော့လာသိရှင်တော့ဘူးငောင်းသိန်းကြီးရှိတယ်ငောင်းဝေးဆိုရင်သူကတန်းချောင်းလို့ပြောတယ်နော်တစ်တက်ပြောင်းခုံကဘီလီယံထုတ်တယ်နော်နောက်နံပါတ်3နေရာမှာရှိနေတာပေါ့အသက်ပေါင်းများစွာကတင်ပေးတဲ့ခွဲစိတ်ဆောင်းဝင်နေပဲဖြစ်ပါတယ် တော့ဆရာဝန်လေးတန်းမှာအထူးပြုခွင့်ဆိုင်ဆရာဝန်လေးရဲ့ဝင်ငွေကတော့သူကအမြင့်ဆုံးပါသူကအသက်တည်ခဲ့ရတယ်တော့သူ့ရဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့သူအထူးပြုလေ့လာရတဲ့အချိန်လေးလည်းသူကြာရှည်တယ်ပေါ့နော်အဲခုနှစ်ကနေ16နှစ်အထိသူ့ရဲ့ဒီပညာရေးသူလေ့လာရတဲ့သူ့ရဲ့အချိန်အကြာတယ်ပေါ့နော်တော့အောင်ကျုံခွင့်ဆိုင်ဆရာဝန်လေးရဆိုရင်ကဘာမှသူကလစာအမြင့်ဆုံးတဲ့ကအဲလစာတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲသူ့ရဲ့ဝင်ငွေကတော့ဖြည်းဖြည်းလစာဒေါ်လာ3000ကျပ်ရနေပြီးတော့4000ထိရတယ်မြန်မာငွေဆိုရင် 185သန်းနဲ့1.4ဘီလီယံထိရပါတယ်။နောက်နံပါတ်2နေရာမှာရှိနေတာကတော့ဘန်နာယီလောကရဲ့ဝင်ငွေဘီရင်လေးလို့ပြောလို့ရတယ်။ယင်းနည်းမြုံနံမှုဘန်လုပ်ငန်းရှင် investment banker ပေါ့။သူကဘာလုပ်ရလဲဆိုတော့ကုမ္ပဏီကြီးတွေအတွက်ငွေကြေးတွေစီမံခန့်ခွဲပေးရတယ်။နောက်ကုမ္ပဏီတစ်ခုနဲ့တစ်ခုပေါင်းစည်းရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေချမှတ်တာတွေ တော့အလုံးဝင်နေပြီးပြီးတော့ဖီအားများပြီမဲ့သူ့ရဲ့ရရှိတဲ့လာစာကတော့မတန်မှများပြားတဲ့ပမာဏလို့ပြောလို့ရပါတယ်။အဲသူ့ရဲ့ဖြည်းဖြည်းလာစာကတော့တသိန်းဝယ်ရနေပြီးတော့သူကနှစ်သိန်းဝယ်ထိပေါ့နော်အမေရိကန်ဒေါ်လာဒီမှာဝယ်ဆိုရင်55သန်းနေပြီးတော့85သန်းထိရတယ် အထိတ်ဆုံးနေရာနံပါတ်၄ကခေတ်သစ်ကပောင်းမှတ်မှုထားတဲ့ဒေတာသိပ္ပံပညာရှင်နဲ့ညာရင်တို့ AI ကျွမ်းကျင်တဲ့သူတွေပဲဖြစ်ပါတယ်။ဒီနေ့ပဲမှာအလုပ်တက်ကန်တဲ့သူတွေကရေထွက်သူကလဲတော့နေတယ်။ဒါမဲ့ကုမ္ပဏီကြီးတွေကကြီးမားတဲ့လစာတွေပေးပြီးသူတို့ကိုခေါ်ယူနေကြတယ်။နောင်လာမဲ့ဆယ်စုနှစ်မှာအကောင်းဆုံးဝင်ဝင်သူကဒါဆက်ပြီးတော့ပေးနိုင်အောင်ပဲအလုပ်ခိုင်းလို့ပြောလို့ရတယ်။အဲသူကလစာဝင်ငွေရတော့အမေရိကန်ဒေါ်လာ3000ကျွဲရနေပြီးတော့3000ကျွဲတိရတယ်ပေါ့နော်မြန်မာငွေဆိုရင် အဲ482တန်းအနေ613.5တန်းရတယ်ပေါ့နော်အဲ့တော့ဒီလိုကျွန်တော်တို့အချို့အပြည့်ပြောရမယ်ဆိုရင်ဒီပညာတွေစီပညာတွေဝေကြီးစီမံခန့်ခွဲမှုနေပေရီယာအမြင့်မားဆုံးဝင်ဝင်ကိုဖန်တီးပေးနေတာကိုကျွန်တော်တို့ဒီနေ့တွေ့ရပါတယ်ဒါမဲ့ရေးကြီးတာကဘယ်လောက်ကိုပဲရွေ့ရွေ့ကျန်းကျင်မှုတွေဇွဲလုံးလာတော့အဓိကအရေးကြီးပါတယ်အဲ့တော့သင်ရောဒီလောက်တွေကဘယ်လောက်ကိုစိတ်ဝင်စားပါ့မလဲသင်ရဲ့ကိုယ်ပိုင်မြင်လေးကိုကွန်မန့်မှာရေးခဲ့လို့ရပါတယ်အဲ့နောက်ထပ်ဘုဒ္ဓရာဇာဗီဒီယိုတွေကြည့်ဖို့ လိုက်ခင်ရှင်နဲ့ subscribe လုပ်ဖို့မေးပါတယ်နော်ကျွန်တော်တို့နောက်ကြိုတွေမှာပြန်တွေ့ကြတာဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆရာသိမ်းပါ